အမှန်တကယ်ချစ်ချင်းဆိုတာအားလုံးတင့်လျော်ကြီးအားလုံးကိုဖြည့်ဆည်းပေးနိုင်မှာအဲ့လူတယောက်ကိုဆိုလိုတာမဟုတ်ဘူးအဲ့လိုလူကတကယ်မရှိပါဘူးအမှန်တကယ်ချစ်ချင်းကအဲ့လိုအလားပါထပ်ပို၍အံ့ဩပွဲလှပပါတယ်အဲ့လူရဲ့အားနည်းချက်တွေကြောက်ရွံ့မှုတွေတန်တရားတွေကိုကြည့်ပြီးနောက်တောင်သူတို့အပေါ်မျက်နှာပြန်မလိုက်ပဲယက်တည်နိုင်တာကပဲချစ်ချင်းဖြစ်ပါတယ်မှားထွားတဲ့အခါအနောက်ရှက်ရှိလျင်တီးခတ်နိုင်ခြင်းမအောင်မြင်တဲ့အခါနားလည်နိုင်ခြင်း ဘဝခက်ခဲခြင်းတွင်တနာနိုင်ခြင်းတို့ကိုလည်လာသင်ယူပေးရပါတယ်။အမှန်တကယ်ချစ်ခြင်းဆိုတာသူတို့ရဲ့အားနည်းချက်တွေကြောင့်မဟုတ်ပဲအဲ့ဒီအားနည်းချက်တွေကြောင့်ပို၍ချစ်ခြင်းဖြစ်ပါတယ်။အမှန်တကယ်ချစ်ခြင်းကသင်ရဲ့နှလုံးသားကိုဖွင့်လှစ်ပြီးသူတစ်ပါးကို လုံးဝလက်ခံနိုင်စမ်းရှိစေပါတယ်။အဲ့ဒီလိုချစ်ခြင်းနဲ့လူတစ်ယောက်ကို အပြည့်အဝလက်ခံရင်ဘဝဘလို့ဖြစ်လာတော့လဲရင်ဆိုင်နိုင်တဲ့ချစ်ခြင်းတစ်ခုကိုဖန်တီးနိုင်ပါတယ်။ချစ်ခြင်းဆိုတာ အကောင်းဆုံးပုံစံမှာအပြည့်အစုံမလို့ပဲအချစ်နဲ့ယုံကြည်မှုအားထားမှုနဲ့ခိုင်မာမှုနဲ့ရှိနေပါတယ်